ိန်းမြို့မှာအသက်၁၂နှစ်အရွယ်ငါးတန်းကျောင်းသူလေးအားအရမပြုတ်ကျင့်နေဆိုတဲ့ယာအိမ်မှုဆိုသူအားဖမ်းဆီးရမိခဲ့ကြောင်းသိရပါဗျ။ဂျွန်လ၂၀ရက်နေ့နေ့နက်ပိုင်းမှာတလိုင်းစုရက်ကွက်မှဆယ်အိမ်မှုဥဆန်နေဆိုသူမှာဘူးဖျားပေါ်မှာပြဿနာဖြစ်ပွားနေကြောင်းတလိုင်းစုရက်ကွက်အုပ်ချုပ်ရေးမှုဦးမင်းမင်းလိုင်အားအကြောင်းကြားခဲ့ရာကဦးမင်းမင်းလိုင်မှာသွားရောက်စစ်ဆေးခဲ့ကြောင်းရဲမှတ်တမ်းများအရာသိရပါဗျ။ကျောင်းသူအားအကြောင်းဆုံးမိမြရာဂျွန်လ၂၀ရက်နေ့နေ့နက်၁၀နာရီခန့်ကကျောင်းဝတ်ဆောင်ဖြင့်မြို့သစ်အာထကခွဲမူချိုအခန်းမှာရှိတဲ့ဝမ်ခွဲမောင်လေးထံတမင်ကျိုင်းလာပို့ခဲ့ကြောင်းသိရပါဗျ။ အတန်းချိန်မှာနေ့လယ်၁၂နာရီမှညနေ၅နာရီအထိဖြစ်ကြောင်းသိရကထမင်းကျိုင်းပို့အပီးအကြောင်းရှိမှာမုတ်ဝဲစားရန်ထွက်လာစဉ်တကြံကာလအတွင်းကဘေးတွဲဆိုင်ကယ်ဖြင့်လမ်းလေခေါ်ရမှာတီကျွမ်းနေသူတဦးကမုတ်ဝဲကျွေးမယ်ဟုပြောကဆိုင်ကယ်ဖြင့်အတင်းဆွဲတင်သွားကြောင်းသိရပါတယ်။အဲ့ဒီလိုခေါ်ဆောင်လာပြီးနောက်ဝက်တိုက်ကြောင်ဘူးဖျားဆောင်နှက်ရှိလူရှင်းတဲ့နေရာတွင်ခေါ်ဆောင်သွားသူကအတ္တမပြုတ်ခြင်းကြောင်ရဲမှတ်တမ်းများအရာသိရပါတယ်။ ဘူဖရားပေါ်မှာအဲ့ဒီအချိန်တုန်းကဖရားဖန်းနဲ့ဖရားတောက်တော်ရေလဲနေတာဖြစ်ပြီးဇောင်းတန်းပေါ်ကိုဒီလူနဲ့ចောင်းသူတူတက်လာတာတွေ့လိုက်ရပြီးပထမတော့မတင်ငါဖြစ်တာမရှိပါဘူး နောက်တော့စိတ်ထဲမှာမတိုးမတန့်ဖြစ်လာတာကြောင့်အနီးနားကိုတွားကြည့်လိုက်တော့ចောင်းသူလေးကိုအဓမ္မပြုတ်ကျင့်နေတာတွေ့လိုက်ရလို့ဝင်ဖမ်းလိုက်တာပါလို့တလိုင်းစုစေအိမ်မှုဦးစံနေကပြောကြားခဲ့ကြောင်းရဲမှတ်တမ်းမြောက်တွင်ပါရှိပါတယ်။အခုလိုចောင်းသူလေးအားအဓမ္မပြုတ်ကျင့်တဲ့သူမှာအသက်58နှစ်အရွယ်ဖြစ်ပြီးယာအိမ်မှုတဦးဖြစ်ပြီး၎င်းအားတလိုင်းစုအုပ်ချုပ်ရေးမှုဦးမင်းမင်းလိုင်နဲ့စေအိမ်မှုဦးစံနေတို့မှရဲတပ်ဖွဲ့များထံအနှံပေးခဲ့ကြောင်းသိရပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတလိုင်းစုအုပ်ချုပ်ရေးမှုဦးမင်းမင်းလိုင်မှတရားလိုပြုတ်လုပ်တိုင်တန်းသဖြင့်ဗိတ်မြို့မှရဲစခန်းမှာပ1287မြင်းဆောင်2010ခုရှား ာသာကြီးပုံမှန်3.6ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရပါဗျာ။